လူငယ်တွေဟာမမျော်လင့်မဲ့ကိုဝင်ရတာတွေအနေမကင်းတဲ့ကိုဝင်ဖျက်ချတာတွေနဲ့ HIV ပိုးကူးစက်ခံရနိုင်ခြေပိုများတာကြောင့်စနစ်ကျတဲ့နည်းပြူဟာတွေလိုအပ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကပြောဆိုလိုက်ပါတယ်။ဦးစီသူဇေယကသတင်းပေးပို့ထားပါခင်ဗျာ။ဖေဖော်ဝါရီလ23ရက်နေ့မှာကျင်းပပြုလုပ်တဲ့ရှစ်ကြိမ်မြောက်အာရှပစိဖိတ်လိင်းနစ်မျိုးဆက်ပွားကျန်းမာရေးနဲ့အခွင့်အရေးများညီလာခံဖွံ့ဖွဲခန်းနာမှာကျန်းမာရေးဝန်ကြီးဒေါက်တာတန်းအောင်ကခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ You are more prone to unplanned pregnancy လူငယ်တွေကမမျှော်လင့်ပဲကိုဝင်ရရှိလာနိုင်တာတွေခလေးမိဖွားရတာတွေအနေနဲ့မကင်းတဲ့ကိုဝင်ဖြစ်ချမှုတွေ HIV AIDS ရောဂါတွေကူးစက်လာနိုင်တာတွေကိုကြုံတွေ့ရနိုင်ပါတယ်တကယ်လို့စနစ်ကျတဲ့ viewer တွေမရှိဘူးဆိုရင်လူမှုရေးကျန်းမာရေးပြဿနာတွေလည်းပုံမှန်ကြီးမွားလာနိုင်ပါတယ် will be having a high health and social cost ညီမအစိုးရအနေနဲ့လူငယ်တွေရဲ့သဘောထားအမြင်တွေကိုလေးထားပြီးလူငယ်တွေအတွက်လိင်နဲ့မျိုးဆက်ပါကျန်းမာရေးနဲ့မျိုးဆက်ပါအခွင့်အရေးတွေကရေးပါတယ်ဆိုတာလက်ခံထားတယ်လို့သူကဆက်ပြောပါတယ် ကျမ်းမာရေးဝန်ကြီးဌာနအနေနဲ့ပြီးခဲ့တဲ့နှစ်တွေမှာလူငယ်တွေအတွက်ကျမ်းမာရေးဌာနတွေကိုဖွင့်လှစ်ပေးခဲ့ပြီးလိင်တဲ့မျိုးဆက်ပွားကျမ်းမာရေးနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုပေးနိုင်ခဲ့တယ်လို့လည်းပြောဆိုပါတယ် International Development Agenda focus on the achievement of ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးညီမှန်းချက်၈ခုကိုပြည့်မီဖို့အတွက်ဆိုရင်လူငယ်တွေရဲ့ကျန်းမာမှုကဓာတ်ရိုက်ဒါမှမဟုတ်တွယ်ဝိုက်တဲ့နည်းနဲ့ဆက်ဆက်နေပါတယ်လူငယ်တွေရဲ့ကျန်းမာရေးနဲ့ဖွံ့ဖြိုးရေးအတွက်ရင်းနှီးမြှုပ်နှံခြင်းကနိုင်ငံတကာနိုင်ငံရဲ့လူမှုရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးကြီးတဲ့ကိစ္စပါ ညာရေးပြေဝပြီးစွမ်းအားပြေဝတဲ့လူငယ်တွေကနိုင်ငံတနိုင်ငံရဲ့အနာဂတ်လည်းဖြစ်နိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျန်းမာနေမှာသာနိုင်ငံအတွက်အကျိုးပြုနိုင်မှာလည်းဖြစ်ပါတယ်။ Educated and motivated they can change fortunes of any nation. ဒီနိုင်ငံကိုဖေဖော်ဝါရီလ23ရက်နေ့ကနေ26ရက်နေ့ထိကျင်းပပြုလုပ်မှာဖြစ်ပြီးပထမနေ့မှာတော့လူငယ်တွေအတွက်အဓိကဆွေးနွေးကြမှာဖြစ်ပြီးကျန်3ရက်မှာတော့လိင်းနဲ့မျိုးဆက်ပွားကျန်းမာရေးနဲ့ခရီးနဲ့ပတ်သက်ပြီးဆွေးနွေးတော့မှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကိုမြန်မာနိုင်ငံအနေနဲ့အင်ရှင်နိုင်ငံဖြစ်ပထမဆုံးကျင်းပပြုလုပ်တာဖြစ်ပြီးပြည်ရင်းပြည်သားကကျွမ်းကျင်ပင်ရရှိနေတဲ့မြန်မာပြည်တက်ရောက်ဆွေးနွေးကြကြပါတယ်ကျွန်တော်စီစီရပါတယ်